ပန်း40 channel ပြည်သက်များအားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ social media မှာလူပြောများနေတဲ့ဒီတစ်ပတ်အတွင်းမှာလည်းလုံးဝ hot ဖြစ်နေတဲ့စစ်ကောင်စီရဲ့ဝါဒဖြန့်ဇက်လန်တပုတ်ဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဝါဒဖြန့်ဇက်ကအကြောင်းကိုဘလူမျိုးဝါဒဖြန့်ထားလဲပြည်သူတွေဘလူလုံနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတင်ပြရှင်းလင်းသွားမှာပဲဖြစ်ပါတယ် ဒီဆက်ကမှာပါဝင်တယုံဆောင်ထားတဲ့အမှုပညာရှင်တွေကိုပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်ရှုံချတာမြင့်တက်နေပါတယ်ဒီလိုဝေဖန်မှုတွေနဲ့အတူပဲ ဒီအမှုပညာရှင်တွေကိုအားမပေးဖို့သူတို့ကြော်ညာတွေထုတ်ကုန်တွေကိုတပိတ်မောက်ဖို့ဘိုက်ကော့လုပ်ဖို့ဆိုပြီးတော့မှပြည်သူတွေကတိုက်တွန်းနေပါတယ်ဇက်ကနမရတော့ခစ်သမိုင်းကိုလုံးဆိုင်မြည်သူများဖြစ်ပြီးတော့မှအဓိကတရုတ်ဆောင်တွေကတော့နေတိုးမြင့်မြတ်နေဝင်းအီချမ်းမောင် ချူလေးမေမြင့်မှုနဲ့ဇက်ပုတ်နေရာမှာတော့အောင်ခိုင်းနဲ့ငပြောကျော်တို့ပါဝင်ပါတယ် ဇက်ကာရဲ့အဓိကဆုံးဝန်ခံနေမှာတော့တော်လန်ရေးအင်အားစုတွေက CDM လုတ်တဲ့သူတွေ PDF တပ်ဖွဲ့ဝင်တွေကိုပုံဖြတ်ပြီးတော့မှစစ်အုပ်စုရဲ့လုံရက်တွေကိုထောက်ခံခိုင်းတဲ့ပုံစံနဲ့ဝါဒဖြန့်ထားတာပဲဖြစ်ပါတယ်။ ဒီဝါဒပြန့်ဗီဒီယိုအတူလေးတွေဟာဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာပြီးရဲ့နောက်ပိုင်းမှာတော့ပြည်သူတွေရာတွေပြန်ပြီးတော့မှ post တင်တာတွေ share တာတွေလုပ်ပြီးတော့မှပြင်းပြင်းထန်ထန်ဝေဖန်ရှုံချနေကြပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေဘက်ကနေပြီးတော့လည်းအမျိုးမျိုးသောတုံ့ပြန်ချက်တွေရှိနေပါတယ်။ ဘသူတေတေငါတေမာပြီးရောဆိုပြီးရောမှာဂယုမဆိုင်ပဲနဲ့ဒီလိုမျိုးလှုပ်လိုက်တယ်လို့ပြောဆိုတာလည်းရှိတယ်လို့မျိုးပဲရခိုင်ဖြစ်ပြီးရောမှာနေတိုးနဲ့ချူးလေးလိုလူမျိုးတယုတ်ဆောင်တွေကပါဝင်တယုတ်ဆောင်တွေဆိုတဲ့ပြောဆိုချက်မျိုးတွေလည်းတွေ့ရပါတယ် PR တွေကြောင့်လှုပ်ရတာမျိုးပဲဖြစ်ဖြစ်မလှုပ်ရတာမျိုးပဲဖြစ်ဖြစ်စင်ကြေပေးပြီးရောမှာညင်းလို့ရှင်ညင်းလို့ရနေရတာနဲ့ဒီလိုမျိုးတယုတ်ဆောင်နေကြရသလားပေါ့နော်လုံးဝဘွိုက်ကော့ပါပဲဆိုတဲ့ပြောဆိုမှုတွေပြီးရောမှာဒေါ်စု ခေတုံကဒေါစုနဲ့တွေ့ရိုက်ထားတဲ့အမှုပညာရှင်တွေကလည်းအခုကာလမှာစစ်အုပ်စုကိုထောက်ခံနေတယ်ဆိုတဲ့ပြောဆိုချက်မျိုးတွေတွေ့ရပါတယ်။နောက်ပြီးကလေးတွေစာတင်တဲ့စာတင်ကြောင်းတွေကိုဘုံကျဲတိုက်ခိုက်တဲ့စစ်အုပ်စုရဲ့အလို့ကြ ဒီလိုတရုတ်ဆောင်ပေးတဲ့မင်းသားမင်းသမီးတွေရဲ့လုံရက်ကိုအံ့ဩလို့မဆုံးဘူးဆိုပြီးတော့မှတုံသက်ချက်တွေလည်းရှိပါတယ်။အံ့ဩစရာမကောင်းပါဘူး။အမှတ်မရှိတဲ့လူတွေဒီလိုဒီလိုလုံရက်တွေလုတာပေါ့နော်။အလူလေးလုံလိုက်၊မျက်ရည်လေးချူလိုက်လုတဲ့လူတွေစိတ်ပြက်စရာကောင်းနေဆိုပြီးတော့မှပြောတဲ့လူတွေလည်းတွေ့ရပါတယ်။ဒီဝါရဖြန့်ဇက်ကမှဘယ်လိုမျိုးဝါရဖြန့်တယ်လဲဆိုတဲ့အချက်ကိုကြည့်ရအောင်ပါ။ အောင်ခိုင်ကနေပြီးတော့မှဒီဆက်ကထဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဆိုရှယ်မီဒီယာမှာ ပေါက်တက်ကြရတွေရေးလို့ရှိရင်ခစ်ပြောင်းသွားတဲ့အထီတော်မှမင်းတို့ထောင်ထဲကနေပြီးတော့မှမထွက်ရပဲနေရလိမ့်မယ်ဆိုပြီးတော့မှချင်းချောက်ပြောဆိုထားတာပါဝင်ပါတယ်။အေးခစ်ပြောင်းသွားတဲ့အထီအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်။ဘောပေါက်နောက်တစ်ခုကတော့အမှုပညာရှင်တွေရဲ့စင်ချိန်နဲ့တံပြန်ဝါဒဖြန့်မှုတွေပါအေးချမ်းမောင်ဇက်ကောင်ကနေပြီးတော့မှာ ဒီအမှုပညာသမားကတော့အမှုပညာအလုပ်လုပ်ရမှာပဲဆိုပြီးတော့မှပြောဆိုထားတာတွေ့ရတယ်။မြင့်မြတ်ကနေပြီးတော့မှလည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှတိုင်းပြည်ရဲ့အရေးတကူသွားနေတာတော့အမှန်ပဲ။ဒါကြောင့်တကဘာလုံးဝစိတ်ဝင်စားနေတာဘာညာဆိုပြီးတော့မှပြောတယ်ပေါ့နော်။တကယ်တကယ်တမ်းကတကဘာလုံးဝစိတ်ဝင်စားမှုမရှိဘဲနဲ့အကုန်လုံးဝိုင်းပြီးတော့မှဒီလိုမျိုးအတုအယောင်ရွေးကောက်ပွဲကိုမလုပ်သင့်ဘူးဆိုပြီးတော့မှဝိုင်းပြီးရှုံချနေကြတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့နေတိုးကနေပြီးတော့မှဒီ ရွေးကောက်ပွဲကိုအတူအယောင်ဆိုပြီးတော့မှသုံးလုံးနေတဲ့ဟာတွေပေါ့နော်ဆိုတော့အတူအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်ပါမလဲဆိုပြီးတော့မှတံပြန်ဝါဒဖြစ်ပါတယ်တကယ်လက်တွေ့မှာတော့အခုဝင်ပြိုင်နေတဲ့ပါတီတွေသည်စေအုပ်စုလက်အောက်ခံပါတီတွေပဲဖြစ်ပါတယ်စေအုပ်စုလက်အောက်ခံပါတီမဟုတ်ဘဲနဲ့ဘေးကနေပြီးတော့မှဘောမကျင်တဲ့ပါတီတွေလည်းအဖြုတ်ခံရတာအကုန်လုံးလက်တွေ့ပါပဲအခုလက်ရှိသည် ပြည်ခိုင်ဖြိုးပါတီနဲ့တာစာညပါတီသည်ဘေးမှဝင်ပြိုင်မဲ့လူမရှိလို့တော့မှဒီတိုင်းကိုရွေးကောက်ပွဲမလုပ်ခင်ပဲအနိုင်ရနေတဲ့နေရာတွေလည်းရှိနေတာကိုအကုန်လုံးသိကြမှာပါဒါကဘလို့လုပ်ပြီးတော့မှစစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်ပါမလဲဒါဒီလုံးဝအတုအယောင်ရွေးကောက်ပွဲပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့တော်လရင်ကိုပုံဖြတ်တာပါဒီဇက်ကားကဆန္ဒပြပြည်သူတွေကမီးရှို့တယ်ဓာတ်စီတွေနဲ့လောင်းတယ် ဒက်စီပလင်အသားပေးပြတာတဲ့ဒါဒီနဲ့စတင်ပါတယ်။နောက်ပြီးရွာထိပ်မှာမိုင်းလာထောင်တဲ့ရွာသားနှစ်ဦးကြောင့်ကလေးကမိုင်းထိတယ်ဆိုတဲ့ပုံစံတွေနဲ့ရိုက်ကူးခဲ့ပါတယ်။တကယ်လက်တွေ့မှာတော့ဆန္ဒပြပြည်သူတွေကို ထိခိုက်သိမ်းဆုံးအောင်နှိမ်နင်းတာလည်းစစ်ကောင်စီပါပဲ။အိမ်နေเจ้าတွေကိုရွာတွေကိုကလေးတွေစတင်နေတဲ့เจ้าကိုเจ้าကြီးတစ်ခုလုံးပျောက်သွားအောင်လို့ ပေါင်900ဘုံနေနဲ့ဘုံကျဲတာလည်းအစ်စ်ကောင်းစီပါပဲဒီလိုမျိုးဓာရီကိုတော့ထဲမရိုက်ပဲနဲ့ဒီဘက်ကနေပြီးတော့မှတော်လန်ရေးပြည်သူတွေကနေငိမ့်ငိမ့်ချမ်းချမ်းဆန်တာပြတဲ့ဟာတွေကနေပြီးတော့မှ အထီးအခိုက်ဖြစ်သွားတဲ့အချက်အလက်တွေပေါ့နော်ဒါတွေကိုပဲအသားပေးပြီးတော့မှပေါ်ပြထားတာကိုတွေ့ပါတယ်နောက်ပြီးတော့မှဇက်ကောင်တွေကနေပြီးတော့ကိုယ်အလုတ်ကိုလုံးကြဆိုပြီးတော့မှတိုက်တွန်းနေပေါ့နော်တကယ်လက်တွေမှာတော့ကိုယ်အလုတ်ကိုမလုံးနေတာဘယ်သူလဲစစ်ကောင်စီကနေပြီးတော့မှစစ်တပ်အလုတ်ကိုပဲလုံးမနေပဲနဲ့အုပ်ချုပ်ရေးထဲမှာပါလာတဲ့အာနာသိန်းနဲ့ဒါတွေကိုလုံးနေတာဟာလေသူတို့ပါပဲကိုယ်အလုတ်ကိုမလုံးကြဘူး နိုင်ငံရင်းရဲ့ဝင်လာတဲ့အာနာသိန်းနဲ့အာနာပါဝါကိုလူချင်တယ် အော်အမှုပညာသမားကြီးကလည်းဘာလုပ်လဲကိုအမှုပညာကိုကိုကိုအေးစစေးမလုပ်ဘူးဝါရဖြန့်ဇက်ကာရီမှာဝင်ပြီးတော့မှဝါရဖြန့်တယ်ဒီလိုဝါရဖြန့်ဇက်ကာရိုက်လိုက်လို့သူတို့အကျိုးအမြတ်တွေရမယ်အခွင့်အရေးတွေရမယ်ဒါတွေကိုမျောလင့်တောင်းတနေကြတယ်လို့တော့ကျွန်တော်ကသုံးသပ်ပါတယ်နောက်တစ်ခုကတော့ဒီအမှုပညာရှင်တွေရဲ့ငွေနောက်လိုက်တဲ့လုံရက်တွေပေါ့နော်ငွေရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့အမှုပညာရှင်တွေပေါ်လာတာကအရင်တုန်းကအမှုပညာရှင်တွေဒီပြည်သူတွေအတွက်အမှုပညာ ာအတွက်ဆိုပြီးတော့မှငင်းကုန်ခဲ့တဲ့ကိစ္စတွေအတွက်အင်မတန်အားနာစရာကောင်းပါတယ်။ငွေပေးလို့ခေါ်တိုင်းလိုက်တာဒီပီတန်စာတွေမိမ့်မွှင်နေလို့ဦးသိမ်းမြတ်ကနေပြီးတော့လဲသုံးသက်ထားတာတွေ့ရပါတယ်။အဲ့တော့ တနည်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလိုပြည်တန်းစာတွေကိုနှိမ်လိုက်တာလားလို့စဉ်းစားစရာတော့ရှိပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိပြီးတော့တဘောမတူပါဘူးငွေပေးတိုင်းခေါ်တိုင်းလိုက်တယ်ဆိုပြီးတော့မှသူတို့ရဲ့အသက်ပိုင်းဆိုင်ရာသူတို့ရဲ့ကိုကျင့်တရားပိုင်းဆိုင်ရာကိုပြောဆိုရမယ်စာဒီလိုမျိုးပြည်တန်းစာတွေနဲ့နှိုင်းပြီးတော့မှပြောလိုက်တယ်ဒီကိစ္စကိုတော့ကျွန်တော်တဘောမတူပါဘူးနောက်တစ်ခုကတော့နိုင်ငံရေးမလုံရဘူးဆိုတဲ့စင်ချီကိုပယ်ချတာ ာပါဆိုတော့အမှုပညာရှင်တွေလုံးနေတာကပြည်သူတွေကိုစော်ကားနေတာ CDM လုံးတဲ့လူတွေကိုစော်ကားနေတာရွေးကောက်ပွဲကိုမဲထဲဖို့ပြောနေတာဒါတွေကနိုင်ငံရေးဆိုပြီးတော့သူတို့ပုံဖော်ပါတယ်ဒီလိုမျိုးပြည်သူတွေကိုစော်ကားတာနိုင်ငံရေးလားပေါ့နော်ဆိုတော့ဒီကိစ္စကိုသူတို့ကိုသူတို့တောင်မှ နားလည်မဲ့ပုံမပေါ်ပါဘူးသူတို့လုံးတဲ့အလုံးရဲ့ အကျိုးအပြစ်တွေကိုလည်းသူတို့နားလည်မဲပုံတော့မပေါ်ပါဘူး။ဒီဟာနဲ့ပတ်သက်ပြီးတော့မှစစ်အုပ်စုကနေပြီးတော့မှဘယ်လိုမျိုးအကျိုးတက်ရောက်မှုရှိသလဲပေါ့။ဆိုတော့ဒီလိုဝါဒဖြန့်တာကဒီဗီဒီယိုကြည့်တဲ့ပြည်သူလူထုကိုထင်အောင်ထင်မှားဖြစ်စေနိုင်ပါတယ်။စစ်သားတွေပြူစောထီးတွေကနေပြောမှသူတို့ရဲ့ရုံမှရက်ဆက်တဲ့လုံရက်တွေကိုအမှန်တကယ်လုံးတင်လုံးထိုက်တဲ့လုံရက်ဆိုပြီးတော့မှ ထင်မြင်လာနိုင်ပါတယ်။ ဒါမှမဟုတ်လို့ရှင်လေစစ်တပ်ကိုထောက်ခံတဲ့သူတွေရှိနေသေးတယ်ဆိုပြီးတော့မှအာတက်တရဖြစ်စီချင်လို့ဒီလိုမျိုးရာဇဝတ်မှုတွေဟူအားပေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အခုလိုမျိုး စစ်တပ်ဝါဒဖြန့်ဇက်ကားကိုပါဝင်ပြီးတော့မှတရုတ်ဆောင်နဲ့တရုတ်ဆောင်တွေသည်စစ်တပ်ကျူးလွန်တဲ့ပြစ်မှုတွေအကုန်လုံးအတွက်မျှပြီးခံပေးတယ်လို့မျိုးသဘောတက်ရောက်ပါတယ်စစ်တပ်ကျူးလွန်တဲ့ပြည်သူတွေအပေါ်မှာပေါင်900ဘုံးနဲ့ချဲချတာចောင်းသားတွေစာတင်နေတဲ့ចောင်းပေါ်မှာဘုံးချဲချတာနောက်ပြီးတော့ ဂျီနိုဆိုက်ပြင်းမှုတွေလုပ်တာဒါတွေအကုန်လုံးကိုဒီအမှုပညာရှင်တွေကထောက်ခံတဲ့သဘောတက်ရောက်ပါတယ်သူတို့တွေဒီလေဒီပြင်းမှုအတွက်တာဝန်ရှိတဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုမျိုးပြင်းမှုတွေကြီးကြီးမားမားကျူးလွန်တဲ့စစ်အုပ်စုကိုစစ်ကောင်စီကိုမင်းအောင်လှိုင်ကို ထောက်ခံဖို့ဝါဒဖြန့်နေတဲ့အမှုပညာရှင်တွေဒီဘယ်လိုနည်းနဲ့မှ ပြည်သူဘက်မှာရှိတဲ့အမှုပညာရှင်တွေမဟုတ်ပါဘူးပြည်သူတွေ ဒီအမှုပညာရှင်တွေကိုလုံးဝလုံးဝအာမပေးတင်ပါဘူးလုံးဝကိုဘိုက်ကော့လုပ်တဲ့အမှုပညာရှင်တွေပဲဖြစ်ကြအောင်ပြောရင်းဤကုံချုပ်လိုက်ပေးပါစေအခုလိုမျိုးပေါက်ပန်း40ရဲ့ဗီဒီယိုတွေကိုအဆုံးထိတီးရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ